ားပါရှင်။ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ရုရှားရောက်မင်းအောင်လိုင်းကနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်လိုတဲ့ပြင်အာဂါဒစူဇန်လေးလာရေးအတွက်ဂျိုရူးလွတ်တင်လိုတာကြောင့်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုဆွေးနွေးနေပြီးအဲ့ဒီနျူကလ িয়ার သေးစားတပ်ပေါင်းဖို့တိစောက်ဖို့အ ਨੇ စုံဒေါ်လာတန်းရာချီကနေ1ဘီလီယံကျွဲကုန်ကြကဓာတ်စင်ထိမ့်သိမ့်လေဘက်ခဒေါ်လာ1တန်းအထက်မှာရှိနေပါတယ်။ အာဆီယံဘုံသဘောတူညီချက်အကောင့်ထဲပေါ်ဖို့အတွက်စစ်တပ်ကိုဖိအားပေးမယ်လို့မလေးရှားကထပ်ပြောလိုက်တဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပဖို့တိစောက်လိုတဲ့ပြင်အာဂါဒစူးစမ်းလေ့လာရေးအတွက်ဂျိုဒုလွတ်တင်လိုတာကြောင့်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကိုမင်းအောင်လိုင်းကဆွေးနွေးခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ စတင်မလာ24ရက်နေ့ကနေစတင်မလာ26ရက်နေ့အထိရုရှားကိုတွားရောက်နေတဲ့မင်းအောင်လိုင်ကမြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံတပောင်းမှုအခြေခံလျှက်စစ်တအားပေးစက်ရုံတည်ဆောက်နိုင်ဖို့ကိုအကူအညီပေးဖို့အတွက်ရုရှားကိုအကူအညီတောင်းခံတဲ့အပြင်အာဂါဒနီးပညာစူးစမ်းလေ့လာရေးအတွက်ဂျိုဒူးလွတ်တရေးကိစ္စရပ်တွေကိုပါရုရှားနဲ့ဆွေးနွေးနေတယ်လို့သိရပါတယ်။မင်းအောင်လိုင်ကရုရှားဖက်ဒရေးရှင်းနိုင်ငံ State Big Corporation Rock Cosmo ညွှန်ကြားရေးမှူးချုပ် မစ္စတာဒီမီထရီဗီဗာဂါနိုနဲ့စက်တင်ဘာလ26ရက်နေ့တွေ့ဆုံချိန်မှာအာဂါဒစူဇန်လေလာရေးနဲ့အုံပြမှုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေဂျိုဒိုလွတ်တင်ရေးဆိုင်ရာကိစ္စရပ်တွေအာဂါဒနီးပညာနဲ့သက်ဆိုင်တဲ့ပညာတော်တွေသင်တန်းသားတွေဆေလိုရေးဆိုင်ရာကိစ္စရပ်တွေနဲ့ဆွေးနွေးကြတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့အာဂါဒစူဇန်လေလာရေးနဲ့အုံပြမှုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တွေကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vivaganov နဲ့မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်ဒေါက်တာစိုးမြင့်မောင်တို့ကမင်းအောင်လိုင် ရှေ့မှာမှာပဲလက်မှတ်ရေးထိုးခဲ့ကြတယ်လို့လည်းသိရပါဗျ။မင်းအောင်လိုင်ပြောဆိုနေတဲ့နျူကလ িয়ার တပ်ပေါင်းဖို့တည်ဆောက်ရေးနဲ့ ဂျိုဒုလွတ်တင်ရေးမှာအမေရိကန်ဒေါ်လာရာကနန်းကနေဘီလီယံအထိကုန်ကျနိုင်ပြီးလားစဉ်ထိမ့်သိမ်းကားနဲ့လေဘက်ခတွေကလည်းအမေရိကန်ဒေါ်လာသန်း၁၀ကနန်းချီရှိတယ်လို့နိုင်ငံတကာကတွက်ချက်ထားတဲ့ကုန်ကျစရိတ်စင်းရဲစရာတွေရသိရပါတယ်။မင်းအောင်လိုင်းကမြန်မာနိုင်ငံမှာရုရှားရဲ့အကူအညီနဲ့မဂါဝတ်130အသေးစားနျူကလ িয়ার တပ်ပေါင်းဖို့တိဆောက်လိုပြီးအဲ့ဒီနျူကလ িয়ার တပ်ပေါင်းဖို့ကိုမဂါဝတ်330အထိတိုးချဲ့တိဆောက်ဖို့ကိုနှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပါတယ်။ မဂါဝတ်130နျူကလ িয়ার အသေးစားတပ်ပေါင်းဖို့တခုတည်ဆောက်ရင်မှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်100ချီကနေ1ဘီလီယံခွဲကုန်ကြပြီးလာစဉ်ထိမ့်သိမ့်လေပတ်ခါဒေါ်လာ2တန်းထက်မှရှိနေတယ်လို့နိုင်ငံတကာကတွက်ချက်ထားတဲ့ကိန်းဂဏန်းအချက်လက်တွေရသိရပါတယ်ဒါအပြင်အာဂါဒါတွေကိုဂျိုဒူးလွတ်တင်ရေးမှလည်းအမေရိကန်ဒေါ်လာတန်း10ခန်းကနေတန်းရာချီအထိကုန်ကြတယ်လို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးမြမစစ်တပ်နဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံဂျာယီဝင်ကြီးပြောလိုက်တာကိုကြည့်အောင်ပါအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖော်ဖို့မြန်မာစစ်တပ်ကိုဖိအားပေးမယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကပြောပါရယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကအခုလ26ရက်နေ့ကကုလသမဂ္ဂအထွေထွေညီလာခံမှာတွဲဖက်ကျင်းပနေတဲ့စည်းဝေးတစ်ခုမှာပြောကြားခဲ့တာပါအာဆီယံအနေနဲ့မြန်မာစစ်တပ်ကိုဘုံသဘောတူညီချက်၅ရပ်အကောင့်ထည့်ဖော်ဖို့ ဆက်လက်ဖိအားပေးသွားမှာဖြစ်ပြီးအမျိုးသားပြန်လည်သိမ့်မြည်ရေးအတွက်အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေလှုပ်ဆောင်နိုင်ဖို့ပြော့ပြော့ပြောင်းပြောင်းကင်တွင်နေတယ်လို့လည်းမလေးရှားဝန်ကြီးချုပ်ကပြောပါရယ်။အခြားအာဆီယံအဖွဲ့ဝင်တွေနိုင်ငံတွေလည်းမြန်မာနိုင်ငံရေးဖြည့်ရှင်းဖို့လိုလားပြီးသဘောထားတစ်ခုထဲမှာယက်တည်နေတယ်လို့လည်းသူကဆိုပါရယ်။အာဆီယံဘုတ်သဘောတူညီချက်တွေထဲမှာအကြမ်းဖက်မှုအဆုံးသတ်ရေးတက်ဆိုင်သူအလုံးကြားအပြုသဘောဆောင်တွေ့ဆုံဆွေးနွေးမှုတွေအဆင်ပြေချောမွေ့စေဖို့အာဆီယံအထူးသတ်သမတ်တူခန့်အပ်ရင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရရေးစတာတွေပါဝင်ပါတယ်။2021ဧပြီလကစစ်ကောင်းဆောင်မင်းအောင်လိုင်းလဲတက်ရောက်ခဲ့တဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာကျင်းပခဲ့တဲ့အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကသဘောတူညီချက်၅ချက်နဲ့သဘောတူခဲ့ကြပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသဘောတူညီထားတဲ့ပုံသဘောတူညီချက်က၄နှစ်ကျော်၅နှစ်နီးပါးသက်တမ်းရှိလာပြီဖြစ်ပေမဲ့မြန်မာစစ်အုပ်စုကတော့လိုက်နာတာမရှိသေးပါဘူးရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုကရင်လူငယ်တို့တွေမဟာမိတ်လူမျိုးစုလူငယ်တွေနဲ့ချိတ်ဆက်ပူးပေါင်းကစတင်တိုက်ဖြတ်သွားမယ်လို့ကရင်လူငယ် CUKYO ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင်စောခန့်ဇော်ဝင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။တောင်ကျန်းသူမင်းအောင်လိုင်ခေါင်းဆောင်တဲ့စစ်ကောင်စီအား1946ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာကရင်လူမျိုးတွေစတင်တော်လှန်ခဲ့တဲ့အာဏာရအုပ်စိုးသူဖာစာပါလအစိုးရမှာ လူမျိုးပေါင်းစုံပြည်သူတရက်လုံးကိုဖိနှိပ်သွေးဆုပ်အုပ်ချုပ်ခဲ့တဲ့ KS ဆက်ဆက်သောစစ်ဗျူရိုကရတနာရှင်ဖြစ်ဖြစ်ပေါ်ပြောင်းလဲလာတဲ့အစုအဖွဲ့ဖြစ်တယ်လို့ကရင်လူငယ် CUKYO ရဲ့ဘိုးဘိုးအလုံးမှုဆောင်ကော်မတီဝင် စောခန့်စောဝင်းကပြောပါရယ်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာဗြိတိရှ်ကိုလိုနီစီကနေဗမာပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေစပြီးဖာဇာပလအစိုးရနဲ့ KS ဆက်ဆက်သောအုပ်စိုးသူစစ်အာဏာရှင်တွေအား တိုင်းပြည်ရဲ့အာဏာကိုရယူပြီးလူမျိုးပေါင်းစုံပြည်သူတွေရဲ့နိုင်ငံရေးလိုလားချက်ဖြစ်တဲ့အမျိုးသားတန်းတူရေးကိုပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးနဲ့ဒီမိုကရေစီအခွင့်အရေးတွေကိုမျက်ကွယ်ပြုခဲ့ကြပါတယ်။ဒါအပြင်အာဏာရအုပ်စိုးသူလူနည်းစုရဲ့အကျိုးစီးပွားအတွက်မဟာလူမျိုးကြီးဝါဒနဲ့ဆရာနာရှင်စနစ်ကိုကျင့်သုံးကလူမျိုးပေါင်းစုံပြည်သူတွေရဲ့ဘဝရှင်သန်ဖွံ့ဖြိုးမှုကိုရိုက်ချိုးခဲ့တာကနှစ်ပေါင်း89နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။အခုချိန်ဒီလဲလူမျိုးပေါင်းစုံပြည်သူလူထုတွေကို မတရားဖန်ဆီးနှိပ်စက်မရင်းကျင့်မိရှုတက်ဖြတ်မှုတွေကျူးလွန်ကအယက်သားပြည်သူနဲ့ဆိုင်တဲ့အဆောက်အုံတွေဖြစ်တဲ့ဘာသာရေးအဆောက်အဦတွေစာသင်ကျောင်းတွေဆေးရုံဆေးကန်းတွေကိုလည်းနိုင်ငံအနှံ့ဘုံကျဲတိုက်ခိုက်နေတဲ့ပြင်ပြည်သူတွေရဲ့ဘဝကိုဆင်းရဲသွင်းတဲ့ကိုနတ်တဲ့နဲ့အောင်ဆက်လက်ပြုလုပ်နေတာလို့အတည်ပြုထားပါတယ်။အဲ့ဒီအပြင်အခုတောင်းကျမ်းသူမင်းအောင်လိုင်ခေါင်းဆောင်တဲ့စစ်ကော်မရှင်ကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအားသူတို့ရဲ့လူမျိုးပေါင်းစုံပြည်သူလူထုပေါ်ရက်ဆက်ရုံမှမှုတွေကိုဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့နဲ့ ဆင်အာနာရှင်စနစ်တပ်ဆိုးရှေဖို့အတွက်ဒီမိုကရေစီကိုအမိခံအလွဲသုံးစားလုပ်ပြီးပြည်သူလူထုကိုလိန်လယ်လက်ဖျားတဲ့အတူရောက်ရွေးကောက်ပွဲပဲလို့ဆက်လက်အသိပေးထားပါတယ်။ဒါကြောင့်မင်းအောင်လိုင်ကောင်းဆောင်တဲ့စစ်ကောင်မရှင်ကနေကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူပေါင်းပါဝင်မယ်ဆိုရင်ပြည်သူလူထုတရက်လုံးပုံမဆိုးရွားတဲ့ဆင်းရဲဒုက္ခနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကိုဆက်လက်ရင်ဆိုင်သွားရမယ်လို့ဆိုပါတယ်။ ဒါအပြင်တိုင်းပြည်ပုံမှုယူရင်းပြက်စီးသွားနိုင်တဲ့အခြေအနေကိုရအောင်တွန်းပို့မယ်။အာနာရှင်စနစ်ကိုအားပေးထောက်ခံတဲ့သမိုင်းတရခံအဖြစ်ကြံရင်မယ်လို့လဲကရင်လူငယ် CEO KYO ရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီဝင် စောခန့်ဇော်ဝင်းကပြောပါရယ်။ဒါကြောင့်စစ်ကော်မရှင်ကနေကျင်းပပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုကရင်လူငယ်တို့တရက်လုံးအပါဝင်ပြည်သူလူထုတရက်လုံးကပူးပေါင်းမပါဝင် ကြဖို့နဲ့ဝိုင်းဝန်းတိုက်ဖြတ်တားဆီးကြပါလို့လဲတိုက်တွန်းထားပါသေးတယ်။ ကရင်လူငယ်အစည်းအုံးအနေနဲ့လည်းအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ငန်းတွေကိုကရင်လူငယ်တို့များမဟာမိတ်လူမျိုးစုလူငယ်များနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေကို ပြုလုပ်ကောင်းပြည်သူတရက်လုံးနဲ့အတူဆက်အနာရှင်စနစ်နဲ့မဟာလူမျိုးကြီးဝါဒသက်ဆိုးရှည်ရေးကိုနီလန်းမျိုးစုံနဲ့တော်လန်တိုက်ဖြတ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စက်ကြည့်အောင်ပါ ရခိုင်ပြည်တောင်ကုန်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တို့မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူတို့ဒေသုံပြီးနေနဲ့ဖုံကြီးကြောင်တွေလုံးဝပျက်စီးသွားတယ်လို့အဲ့ဒီဒေသတွေကိုထိန်းချုပ်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့နေ့လယ်3:48မိနစ်အချိန်စစ်တပ်ကတောင်ကုန်းမြို့နယ်တပ်ဦးဖုံကြီးကြောင်ကိုတိုက်လင်ရင်နဲ့ ပေါင်900ပုံကျဲချသွားခဲ့တာကြောင့်တအူးဖုံးကြီးချောင်းတစ်ခုလုံးမှာပြိုကျပျက်စီးသွားတယ်လို့ဒေသသတင်းရင်းမြစ် APM ကသတင်းဖော်ပြထားပါတယ်။အဲဒီလိုပဲစတင်မလာ26ရက်နေ့မနက်7:28မိနစ်အချိန်ကလေးရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့ကြောင်မဲမြို့နယ်ပါပုတ်ကျေးရွာကိုလေစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲရည်ရွယ်ချက်ရှိရှိ drone နဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်62နှစ်အရွယ်ပြည်သူအမျိုးသားတအူးထိမှန်သိဆုံးခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ ဒါအပြင်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်မှာလည်းစစ်တပ်ကထိုးစစ်ဆင်နေတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်တိုက်ခိုက်နေတယ်လို့ကရင်စည်ရင်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါရယ်စစ်တပ်ကမြောက်ဝတီမြို့နယ်လေးကဲကောမြို့သစ်ဘက်ကိုစက်တင်ဘာလ20ရက်နေ့ကနေစတင်ပြီးစစ်ကြောင်းထိုးခဲ့ပြီးတဲ့နောက်စက်တင်ဘာလ21ရက်နေ့ကနေစကားတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့ပါရယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကအထိနာတာကြောင့်စတင်မလာ24ရက်နေ့ကထိမဲ့ဝါခီကျေးရွာကိုတိုက်လေရင်နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ပြီး စတင်မာလာ25ရက်နေ့နဲ့စတင်မာလာ26ရက်နေ့တို့မှာလည်းထီးမဲ့ဝါခီကြီးွာထိတ်ကိုတိုက်လျင်နဲ့ဘုံတွေကျဲချခဲ့တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ပင်ပေါ်ရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူတို့ဒေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စတင်မာလာ23ရက်နေ့မှာအကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားပဲပင်ပေါ်ကြီးရွာအတွင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်လက်နက်ကြီးထိမှန်ပြီးကြီးရွာနေပြည်သူဦးဆန်းတွေပွဲချင်းပြီးတေဆုံးခဲ့ကသူရဲ့ဇနီးဖြစ်သူဒေါ်နီနီနဲ့သမီးဖြစ်သူမတ်ဆုနဒီတွင်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပင်တီးကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်150ပုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးចောင်းဆောင်တဲ့စိုးစားဆောင်တို့ထိမှန်ပျက်စီးသွားခဲ့ရပါတယ်။ ဒါအပြင်စတေမာလာ24ရက်နေ့မနက်9:30မိနစ်ခန့်ကလေပလောမြို့နယ်ကဝတ်ကျေးရွာအတွင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ခလာယာနစ်ရှင်ကတရင်ကလက်လက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်ကျေးရွာနေပြည်သူအသက်60နှစ်အရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိကောင်းနေတလုံးလဲထိမှန်ပျက်စီးခဲ့တယ်လို့ KNU မိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်ရှင်မန္တလေးတိုင်းဘက်ကိုကြည့်အောင်ပါ မန္တလေးတိုင်းမြင်းကျံမြို့အထက်ကတုံးချောင်းကဆယ်ကျော်သက်အရွယ်ကလေးငယ်ခုနှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့မြင်းကျံလူလူလှုပ်ရှားမှုကော်မတီရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကမြင်းကျံမြို့နယ်ကံရွာလမ်းကွဲမှာရှိတဲ့အကြမ်းဖက်စစ်တပ်စစ်စေးရေးဂိတ်ကစစ်သားတွေဟာမြင်းကျံမြို့အထက်ကတုံးချောင်းကအသက်73နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်ခုနှစ်ဦးကိုပေါ်တာဆွဲခဲ့တယ်လို့သိရပါရယ် အဲ့ဒီကလေးငယ်ခုနှစ်ဦးဟာမင်းကျန်မျိုးပေါ်မှာနေထိုင်သူတွေဖြစ်ပြီးအသက်73နှစ်ရွယ်ကလေးငယ်တဦးကိုသာအကြမ်းဖက်စစ်တပ်ရဲ့ခမာရ15တပ်ရင်းကပြန်လွတ်ပေးတယ်လို့သိရပါတယ်။ကြံရှိတဲ့ကလေးငယ်6ဦးကိုတော့လက်ရှိအချိန်ထိဆက်လက်ဖမ်းဆီးထားပြီးဘယ်နေရာကိုပို့ဆောင်လိုက်တယ်ဆိုတာကိုတော့မသိရှိရသေးဘူးလို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်မှုထမ်းတပ်သားတွေမစူဆောင်းနိုင်တော့တာကြောင့်လမ်းသွားလာလူငယ်တွေအပါအဝင်နေအိမ်တွေတဲထိကိုပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတာတွေကိုလှုပ်ဆောင်နေပြီး အကြမ်းဖက်စစ်တပ်ခံထားတဲ့အုပ်ချုပ်ရေးမှုတွေကလည်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်300ချီနဲ့ရောင်းစားမှုတွေကိုပါကျူးလွန်နေပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းကပလူမျိုးနယ်မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ F41 အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့စတေမာလာ25ရက်နေ့ကကံမလူမြို့နယ်ရွှေဘုံမြကြီးနားလမ်းပိုက်မှာရှိတဲ့ ကပြောတန်းရွာမှာထိုင်ကြတက်ဆွဲထားတဲ့အင်အားတရာဝင်းချင်းအကြမ်းဖက်စစ်တပ်ကို F41 အဖွဲ့က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သိမ်းဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးဘဲတော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာတော်လန်ရေးတပ်ဖွဲ့တွေဘက်က ငွေကျပ်သိန်း900တန်ဖိုးရှိတဲ့ဒရုန်းတစ်စီးဆုံးရှုံးခဲ့ပြီးတော်လန်ပြည်သူတွေပူပေါင်းပါဝင်လူဒန်းပေးချဖို့ကိုလည်း F1 အဖွဲ့ကမြစ်တာရက်ခံထားပါတယ်အခုလိုမျိုးပဲစတေမာလာ24ရက်နေ့မှာလဲသခိုင်းတိုင်းစလင်းကြီးမျိုးမရဲစခန်းနဲ့စစ်တပ်အထိုင်ကျတပ်ဆွဲထားတဲ့နေရာတွေကိုလဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့စလင်းကြီးမျိုးနဲ့လက်ရုံတပ်ပကဖားရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဒါအပြင်ဘုံဒီသုံးလုံးကျဲချတိုက်ခိုက်ခဲ့တဲ့ထဲကမ စကားအတွင်းတလုံးကြောက်ပြီးတလုံးကတော့ဘန်ကာနီကြောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိပေမဲ့လည်းအရေးအတွက်ကိုတော့အတည်ပြုနိုင်တာမရှိသေးပဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့တော်လိုင်းရင်ရဲဘော်တွေဟာထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအပြင်တိုက်ခိုက်မှုအပြီးမှာဆလင်းကြီးမြို့နယ်အတွင်းကိုစစ်တပ်ကပတ်ကင်းထွက်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူတွေအနေနဲ့လည်းစစ်ခွေးတွေတည်နေရာဤကိုမသွားကြဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲဟာထရပ်ပေါမဟုတ်ပဲထောင်ချောက်တာဖြစ်တယ်ဆိုတာကိုပြည်သူတွေကိုအသိပေးပြောကြားခြင်းမာတယ်လို့စလင်းကြီးမြို့နယ်လက်ယုံတပ်ဘက်ကဖားရဲ့တာဝန်ရှိသူကပြောပါရရှင်။ဒါကတော့ရန်ကုန်ခေတ်တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။